ထိုင်းနိုင်ငံရှိအထောက်အထားမဲ့မြန်မာနိုင်ငံသားတွေပါဝင်ရွှေ့ပြောင်လို့သမားတွေအတွက်လလခွတ်လက်မှတ်ပန်းရောင်ဖက်အသည်ပြုလုပ်ဖို့အမိစရင် name list တင်သွင်းလျှောက်ထားအခွက်ကိုရရှိလိုက်တယ်လို့ထိုင်းလုံသမားဝကြီးဌာနကဒီကနေ့ထုတ်ပြန်ပါတယ်။အော်တိုဘလ15ရက်နေ့ကစလို့မြန်မာလောက်ကမ်ဘောဒီးယားဗီယက်နမ်လေးနိုင်ငံကထောက်ထားမဲ့ရွှေ့ပြောင်လို့သမားတွေကိုတရားဝင်လလခွတ်မက်ပုတ်တင်စတင်လျှောက်ထားအခွက်ပြုမယ်လို့ကြေညာထားရကဒီကနေ့မှရရှိလိုက်တာပါ။ နယ်စပ်အခြေအနေပြဿနာတွေကြောင့်ရွှေ့ပြောင်းလို့သမားတွေအတွက်အလလောက်ခွက်လက်မှတ်ပြုလုပ်ပေးမဲ့အစီအစဉ်ကိုရွှေ့ဆိုင်းလိုက်တာလို့ဖော်ပြပါဗျ။ဒါပေမဲ့ဘယ်ရင်မှာပြန်လည်ပြုလုပ်ပေးမယ်ဆိုတာကိုတော့မဖော်ပြထားဘဲထပ်ပြီးအသိပေးမယ်လို့သာထိုင်းအစိုးရကရည်သားထားတာပါ။တန်အတွက်တို့အမီစီရင်တိတ်တခွရွှေ့ရွှေ့လိုက်လို့အလုံးလုံးခွက်လက်မှတ်အတွက်ငွေသွင်းတာကျမရေးဆက်စေးတာလောက်ဝကမှာလက်ပွေနဲ့မျိုးလုံးစကင်ဖတ်တာနဲ့အခြားလုပ်ငန်းစဉ်တွေလည်းရွှေ့သွားနိုင်ရလို့မြန်မာအကျိုးဆောင်တွေစီကတီးရပါဗျာ လက်ရှိတွင်အလုံးလုံးခွင့်လက်မှတ်အသစ်ပြုလုပ်ဖို့မြန်မာအကျိုးဆောင်တွေကိုငွေပေးသွင်းထားသူတွေအနေနဲ့မိမိအကျိုးဆောင်တွေနဲ့ပြန်လည်ညှိနှိုင်းဆောင်ရွက်ရမယ်လို့ဆိုပါတယ်။